စင်ကာပူနဲ့ထိုင်းဘက်ကနေပြီးတော့ဒီတော်တော်များများမှားထားကြတဲ့ပီယာဈေးနဲ့ဒီပယောကအတိုက်ရှင်းတဲ့ဈေးပေါ့နော်စီမံပေါ့အဲဒီစီမံအရင်တော့ကတော့အရင်တော့လည်းသုံးနေတယ်ဥစားတင်လဲတင်ပေးဘူးဒါပေမဲ့အခုထပ်ပေးမယ်အခုထပ်လုပ်ထားတဲ့ဥစားထပ်ပြီးဖြည့်ဆွတ်ထားရပေါ့နော်ဆရာကိုင်းတမားဆောင်ဈေးပေါ့နော်ထည့်တယ်အာရေချက်တစ်ခုရှိရအဲ့တော့မပြောတော့ဘူးပေါ့နော်အဲ့ထဲမှာ တကယ်ကျန်းတဲ့ဆေးနှမျိုးထည့်ပေးလိုက်မယ်အနုကျန်းနှခုလုံးသုံးလို့ရတဲ့ဆေးတွေပါထပ်ထည့်ပြီးတော့ပေးမှာပေါ့နော်ဒါပေမဲ့ဒါကတော့ဒါနမူနာအနေနဲ့အပီယာဆေးနဲ့အတိုက်ရှင်းဆေးကိုကွဲအောင်လို့ဒီဘူးအပူလေးနဲ့ဘူးရှည်လေးတွဲပြီးပြတာပေါ့နော်တကယ်ပေးတဲ့ခါကျရင်တော့ဒီလိုဘူးရှည်လေးပဲပေးမှာပေါ့စီမံလည်းအတိုက်ရှင်းစီမံလည်းဒီလိုဘူးရှည်လေးပဲပီယာဆေးလည်းဒီလိုဘူးရှည်လေးပဲဒါကတော့ပီယာဆေးပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာဒီပီယာဆေးဆိုတာဘာလဲတချို့တွေကမသိသေးဘူးသိချာပေါ့နော် ပြီးတော့အတိုက်ရှင်းတယ်ဆိုတာဘာလဲပေါ့နော်အတိုက်ရှင်းတယ်ဆိုတာလည်းတချို့တွေသိတာနည်းနည်းလေးမပြည့်စုံသေးဘူးပေါ့နော်အဲ့တော့ပီယာဈေးကတော့အမှားများတယ်ပြီးတော့နည်းနည်းလေးလည်းဟိုဈေးပို့ပြီးတော့အာပေါ်ပဲနဲ့ပေးလို့မရဘူးပေါ့နော်ဒီဟိုမေတ္တာလက်ဆောင်တွေပါတယ်ကပီယာဈေးတို့ပါတော့မပေးသင့်မပေးအပ်တဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့တချို့ကတော့အာဒီစီးပွားရေးပုံစံမျိုးလုပ်တဲ့အခါကျရင်တော့ ေးတာပေါ့ PR စီ PR ရုပ်တွေပါညာဆွဆက်ပြီးအဲ့ PR စီက side effect တွေရှိရလေတိလာသူပါဆိုအထက်စီးပဲဖြစ်ဖြစ်ပါပဲဖြစ်မျက်နှာပွင့်လာပြီးလူချစ်လူခင်ပေါ်လာပြီးဆိုလို့ရှိရင်လူတွေကမကောင်းတဲ့ဘက်ကိုရိုင်ရိုင်ဝါးကြတယ်တိရမလားအခွင့်အရေးယူတယ်တော့မဟုတ်ပါနဲ့အခွင့်အရေးကိုအသုံးချတာမကောင်းဘူးလို့နော်အဲ့တော့နော်ဒီချင်ရတယ်အဲ့တော့အဲ့တော့မြန်မာပြည်ရောက်ပြီဆိုလို့ချင်လေးတွေတွေ့ရတယ်အဲ့တော့ PR စီရပြီဆိုလို့ရှိရင် ပြာစည်းရတာနဲ့တင်အတိုက်တွေပါတယ်သူကနဲ့သူရှောင်းထားပြီးသားပြောလို့ရပါဘူးဆိုလူချစ်လူခင်ပေါ်ပြီးလူချစ်လူခင်ပေါ်ပြီးဆိုလို့ရင်ပြောတာဆိုတာလည်းအဆင်ပြေမယ်အဲ့တော့အထက်လူကြီးနဲ့ပြပြောမလားဒါကိုဘလို့ညာရှိလို့အသုံးချမလဲပေါ့နော်အဲ့လိုပဲထားပါတော့စောကြီးပဲကြီးသုံးမယ်ဆိုလို့ရှိရင်လည်းကိုနည်းနည်းလေးအားဆိုင်အောင်မယ်ဒါဆိုရင်အထက်လည်းမသွားအောင်လည်းမရအောင်ခုလေထဲမှာပါတဲ့ခုလေတော့မှခုလေဟိုအမြင့်ထဲမှာပါတာပေါ့နော်ဟိုလိုမျိုးကြီးလုံးဝအညီအဟုတ်လုံးဝမဟုတ်ဘူးပေါ့နော် အညီအဟောက်ဆင်နဲ့ဆင်ကျဲတယ်ဒါပေမဲ့လုံးဝပီရကျွန်တော်ကိုယ်တိုင်သုံးနေတာဗျာဒီလားရှင်းရှင်းပြောရရင်ဒီပီရစီကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ပီရစီအဲ့တော့လူကြီးလူခင်ပေါ်တယ်စော်ကြီးဘဲကြီးဖြစ်ရှင်နေဆိုလို့ရှိရင်လည်းကိုကနည်းနည်းလေးအားဆိုင်ပြီးတော့ဟိုပြောတာဆိုတာဝင်တာထွက်တာလေးတွေလောက်ပေါ့နော်အဲ့တော့နောက်ပြီးဒီဈေးရော်ရဲ့နာမည်ကိုကျွန်တော်ထည့်မပြောထုတ်ပီရစီရဲ့အာဈေးရော်နာမည်ကိုထုတ်မပြောတော့ဘူးတချို့ကျန်းနေမှာဆိုရင်ဒီကျွန်တော်ဒီပီရစီဈေးရော်ရဲ့ပေါ့နော် နာမည်မပြောတော့နဲ့ရှင်းပြခတ်အမ်ဒီဒီထဲမှာထည့်ထားပြီးရစီတော်ရဲ့အညွှန်းကိုရေးတောင်ကြီးပြထားအောင်ဘာလို့လဲဆိုတော့နည်းနည်းကျန်းတဲ့ဘိုင်းလေးလည်းရှိတယ်ဒါပေမဲ့ကိုကမြုပ်ထားလဲလို့ရှိရင်တော့ပြဿနာမဟုတ်ပါဘူးဒါတုံးတက်လို့ရှိရင်တော့ဈေးပေါ့နော်အဲမတုံးတက်လို့ရှိရင်ဘေးရောက်လာမရောက်ပါဘူးအဓိကကတော့ကိုကအဲ့လိုမျိုးကြည်လာပြီးအကြည်ဓာတ်တွေပွင့်လာပြီဆိုလို့ရှိရင်ထားပါတော့ဗျာ ဟိုပုတ်ခတ်တာလည်းမဟုတ်ပါဘူးဒါအဲ့ရှိရှိရွှေညော်ခိုင်းဆိုလို့ရှိရင်သူတို့ဆိုတကယ်ပွင့်လန်းကောင်းတယ်မျက်နှာပွင့်တယ်ကြည်လင်းနေရာပဲတကယ်ဆေးရုံပိုင်းဆိုတော့ခိုင်းဆရာတွေတော့ကြည်လိုက်လို့ရှိရင်နည်းနည်းဟိုလောပွဲတွေများလာလို့ဒါနည်းနည်းကြည်ရအသိစမဖြစ်ဖြစ်လာအဲ့တော့ထားပါဒါကတော့လူရမ်းများလာရင်ဒီလိုပါပဲခိုင်းခိုင်းမှာအဲ့တော့အဲ့လိုပွင့်တတ်တွေများလာတော့တချို့ဆရာသမားတွေဆိုရင်အိတ်ထံမခံနိုင်လို့အိမ်တော်ရဖောက်ပြန်မှုတွေဟာလားဒီလိုအရေးစားများတာတွေဒါမျိုးတွေဖြစ်လာတော့သူတို့ရဲ့ ဒီဒီပညာပိုင်းဆိုင်ရာမှာထိခိုက်လာတာပေါ့လေနော်အဲအဲ့တော့ပြောမလို့ရွှေညောဂိုင်းဆိုရင်တကယ်ကိုရက်တီလာတာကြာပြီတကယ်ကိုအထက်ထလန်တီးတန်းတကယ်ကိုပေါ့နော်မြင့်တဲ့ဂိုင်းတစ်ခုပါအဲပြောချင်တာဒီပညာစည်းတွေကိုသုံးတဲ့အခါမှာဘလောက်ပဲမြင့်မြင့်ဟာလားကိုကမကောင်းဒီအရန်ဘယ်လိုပြောရမလဲအဲ့လိုဤသနာကိစ္စမှာအရန်သုံးတယ်ဆိုရင်တော့ ကောင်းဘောဗျာလက်တီးပိတ်တာပေါ့စိတ်ရှုပ်တာပေါ့အီးစားများလာစိတ်ရှုပ်တာပေါ့အပူတွေများလာစိတ်ရှုပ်တာပေါ့အဲ့ဒါရောင်တော့နေလက်တီးပါလေစမ်းနေပါအကြသွားနိုင်တယ်လက်တီးပါကြာပါနဲ့စိတ်ရှုပ်တာပေါ့နော်အဲ့တော့အဲ့ဒါကိုတော့တတိထားဖြစ်နေတော့ကျွန်တော်အလုပ်ကိစ္စတွေဟာလူကြီးသူမနဲ့စကားပြောတဲ့အခါတွေဒီကနေ့ပုံမှန်လေးသုံးအဲ့တော့ကိုယ့်ကိုချစ်ခင်တဲ့အတွက်နောက်ကွယ်မှာလည်းကိုယ်ကိုမုံမပွားတော့ဘူးအတင်းမပြောတော့ဘူးမတိုက်ခိုက်တော့ဘူးကောက်မကျန်တော့ဘူးပေါ့နော်ဒီရစီကရှိကိုရှိထားတဲ့အခုကအဲ့လိုချင်တော့ Telegram မှာလာပြောပေါ့နော် TikTok ကစာပြန်လာတိတ်မကောင်းအဲ Telegram ကြတော့ save ဖြစ်တယ်ဟာလာပြီလို့ရှိရင်ဒီတခြား link တွေပါတယ်ပို့တာတို့အဲ့လို file တွေပါတယ်ပို့တာတို့လည်း Telegram တော်တော်လေးသုံးလို့ကောင်းတယ်ဒါကြောင့် Telegram နေပြောပါဘောနော်အဲ့လောက်ဆိုရင် PR စီဘယ်လိုသုံးလဲဆိုတာကောင်းကောင်းသိပါပြီဘောနော်ပြီးတော့ထပ်ပြီးသိချင်တာလည်းအသေးစိတ်ကိုအဲ့ Telegram နေဒါနှစ်ယောက်ချင်းသိချာလေးပြောပြပါမယ်နော်ထပ်မေးပို့အခုမရှင်းတာလေးတို့အဲ့တော့အတိုက်ရှင်းနေစီ အတိုက်ရှင်းတဲ့ဈေးဆိုတော့အဲ့လိုအတတ်ပညာနဲ့တိုက်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုလူမှုရေးအတိုက်ခန်းနောက်ရှက်စီးပွားရေးအတိုက်ခန်းနောက်ရှက်ဒီမှာလည်းဒါလိုတယ်သုံးရတာပဲဟိုကိုနည်းနည်းစီးပွားရေးကြီးလာပြီဆိုတာနဲ့အမြအပြိုင်ဆိုင်နေနောက်ဆက်တွေပါလာဒါလေးတွေကိုလည်းရှောင်လွှဲပေးတယ်ဟန်ဟန်ဒါလုပ်ပေးရပါတော့ဘိုလ်လိုမျိုးကြီးသွားတိုက်ခိုက်ရတဲ့အဟန်ဒါလုပ်တာရှောင်တာတော့အကောင်းဆုံးပဲပေါ့ရံဝန်သွားတွေ့ပြီးတော့လက်သေးရင်းရှင်ထိုးလိုက်အနေအောင်လုံးတာပါပဲအဲ့တော့အဲ့ဒါတွေအကုန်လုံးကို ရောင်ရံညမတုံနေမနဲ့ရှောင်းရှောင်းရှားတာဟန်တာတာကာတာတာဒါမျိုးတွေကောင်းတာပေါ့နော်အဲ့လိုပျောကဒီဘာရှိလာပြီဆိုရင်လည်းဒီစီမံကိုပေါ့နော်စီမံကဒီမှာဒီလိုရိုလာလေးနဲ့ဆိုတော့အဲ့ဒါကိုဖျောင်းနိုင်ထိတ်လေးမှာပေါ့နော်ဖျောင်းနိုင်မီးစာလေးမှာတုပ်ပြီးရောတုံလိမ့်ပြီးရောဖျားမှာပူဇော်ပြီးရောဒါဒီပုံနှစ်သက်ရကာရာမန်နဲ့ဒီပိရိတ်တွေရုပ်ပြီးရောပူဇော်ပြီးဒါတိုက်ခိုက်တွေကိုကာကွယ်နိုင်တယ်တံပြန်နိုင်တယ်ပေါ့နော် အဲ့တော့ရန်ကျန်တယ်စင်မူမှာလည်းကျွန်တော်ရာဇဝင်တစ်ခုရှိခဲ့တယ်ပညာပိုင်းနေစင်မူမှာလည်းရှိတယ်တက်ပညာပိုင်းနေရောစောပညာတွေတချို့ကလည်းသူတို့မှာတက်ပညာရှိလို့ရှိမှန်းတော့မသိပါဘူးတိုင်းဒါတိုင်းသူတွေရဲမှာတော့နည်းနည်းများတာပေါ့နော်အဝန်တွင်းနေသူတို့ကသူတို့တော့မသိဘူးအဲ့ပညာပိုင်းတွေကြောင့်တချို့ကျွန်တော်တကယ်ချင်းနေရာမှာခံလိုက်ရတယ်တွေရှိထားပါတော့အဲ့အကြောင်းလေးကျွန်တော်နောက်မှပြောပြမသိချင်တယ်ဆိုရင် comment ရေးပေါ့နော်ပြောပြပေးမယ်အဲ့တော့အတိုင်ရှင်းနေစေအဲ့တော့ ဲ့နောက်ထပ်ဈေးနှမျိုးလည်းထည့်တယ်မစနောက်ထပ်ဈေးနှမျိုးထပ်မထည့်တာတော့တော်တော်ကိုပြင်းပါတယ်ဒီစီမံကိုကျွန်တော်ပေါ်ရတဲ့ပုံစံကအဲကျွန်တော်တို့စီရဲ့ဈေးကတမားကင်အင်းနဲ့စီရင်လာတာပေါ့နော်ဟိုအဲ့ဒီအင်းကဘယ်လောက်ပြင်းလဲဆိုဒီရုပ်ဖြတ်အင်းပေါ့နော်အဲ့ဒီအင်းနဲ့အင်းစိန်သားရဲ့ရင်နဲ့ပတ်လိုက်မယ်ဆိုလို့ရှိရင်ဒါတော့ပြောပြီးတော့ပတ်ပါပေါ့နော်လက်ပြန်နဲ့ပတ်လိုက်မယ်ဆိုရင်လူဖြစ်မယ်ဆိုရင်တော့မှလူဖြစ်ကမဲ့သူ့ရဲ့ဘဝနှစ်ဘဝစာချားသွားတာပေါ့နော်အဲ့တော့သူကနောက်ဆယ်ဘဝဆယ်နှစ်ဘဝလောက်မှလူဖြစ်မယ်ဆိုရင်တွားယူပေါ့ အဲ့ဒီ server ဆန်ဘွားလောက်လည်းရင်းပြီးတော့လူအပြင်ဖြစ်နောက်တစ်ခါထတ်ချနောက်တစ်ဘွားတရားလောက်မှလူဖြစ်မယ်ဆိုလည်းအဲ့ဒီဘွားတရားပြည့်လို့လူဖြစ်မယ်ကြံတော့အဲ့ဘွားထတ်ချတော်တော်ကြာသွားမှာပေါ့နော်အဲ့တော့တန်တရားမပြတ်တော့ဘူးအဲ့လောက်ထိပြင်းနေပေါ့နော်ဘလောက်ထိမြင်နေသစီတရားတစ်ပတ်ပဲဖြစ်သူ့ရဲ့မူလယုတ်ကလပါပြတ်သွားအောင်လုပ်လို့ရတယ်တိုက်သေးရယုတ်ကလကိုဖြတ်ပြစ်လို့ရတယ်အမျိုးစားမျိုးအဲ့လောက်ဆိုရင်ဇာရီကဆိုရင်တော့တော်တော်လေးဓာတိဓာတ်ပေါက်နေရပါတယ် ဲ့တော့ဒီထဲမှာတော့ကျွန်တော်ကအားအမျိုးတွေကိုတခြားတော့ပြန်တော့ထိန်းနိုင်ပါဘောနော်အဲ့တော့ဟိုလွတ်လွတ်စပယ်မကောင်းတဲ့ဘက်မှာတုံးလို့မရထိန်းနိုင်တဲ့ဟာတော့ရှိဆရာတွေမကောင်းတဲ့ဘက်မှာတုံးမှာဆိုတော့အဲ့တော့ဒါတော့အတိုက်ရှင်းတဲ့ဆရာအဲ့လိုရှိတယ်ကိုမှာအဲ့လိုလူမျိုးတိုက်ခိုက်အတင်းပြောတာနောက်ကကောက်ချန်တာခြေထုခံတာဒါမျိုးတွေလည်းအဟံတားဖြစ်သွားတာရှောင်လွဲလို့ရတယ်အနေရှိပြန်ဆိုလို့ရှိရင်သတိပေးမယ်စိတ်ထင်တာတို့ဟာလာအာထားပါတော့လက် ခဏစည်းလိုက်တယ်ဒါပေမဲ့အဲ့လိုတောက်ခွင့်မပေးသလိုပုံစံယုတ်တည်းဖြစ်လိုက်တာအားအမျိုးတွေဆိုရင်အဲ့ကိစ္စကိုမလုပ်နဲ့တော့မသွားနဲ့တော့အဲ့ကိစ္စကိုမပြောနဲ့တော့မဆိုနဲ့တော့အဲ့လိုမျိုးပြောရမယ့်ကိစ္စဆိုမပြောနဲ့တော့သွားမယ့်ကိစ္စဆိုမသွားနဲ့တော့လောရမယ့်ကိစ္စဆိုမလုပ်နဲ့တော့အဲ့လိုမျိုးပေါ့နော်အဲ့တော့မှကိုကကိုရဲ့ယုံကြည်ချက်တစ်ခုနဲ့ရှေ့ဆက်တူလို့အဲ့ပြဿနာတက်လာတယ်ဆိုလို့ရှိရင်နောက်မှအတိုင်းမျိုးတော့တဝက်50ရာခိုင်နှုန်းတော့တကာပေးပါတယ်ပေါ့နော်ကိုရဲ့လုံလောက်ဝရိယကညံဝရိယကိုလေလိုတာပေါ့ တော့ကိုကစွတ်တူတာဆိုတော့90ရာခိုင်နှုန်းတော့ကိုတန်ခမ်းရမယ်နောက်လည်း90ရာခိုင်နှုန်းတော့ तू ကဒီဈေးတော့ကာကွယ်ပေးပါလိမ့်မယ်အဲ့လိုရှိတယ်ဘောနော်အဲ့တော့ဒီဈေးတော့နဲ့ပီယာဈေးနဲ့ရှင်တော့ပီယာဈေးရောနည်းနည်းလေးဈေးကြည့်မယ်ဘောနော်မဟုတ်တဲ့နေရာမှာတုံးပါဆိုလို့အဲ့တော့ငွေကြီးမတက်နိုင်လို့ဆိုလို့ရှိရင်ပြည်ပြည်လေးလေးပြောလို့ရတယ်အဲ့လိုအာဝရားတွေလာမလုံးနဲ့ဘောနော်အဲ့တော့ Telegram မှာလာပြောပါကျွန်တော်တို့လက်ကားလုပ်ပေးလို့ရတဲ့ဟာဆိုရင် ဒီကျွန်တော်နဲ့လာတိုင်းမင်းစီးကူတာတွေဟာလာအဲအိမ်နိုင်ရောက်လာပေါ့နော်ဟိုအဲတော်တော်ကြီးဒုက္ခရောက်နေဆိုရင်တော့ကိုစီကိုစားပြီးတော့အိမ်ဒီလူနာရဲ့အိမ်ဒီလာကုပေးရတယ်ဗျလည်းလုပ်ပေးပါတယ်နော်အဲရှိရင်တော့ရှိတဲ့လူကတော့ဒါကျွန်တော်တို့ရဲ့ကုန်ကြစီလေးကိုတော့ပြန်လဲဟိုကာဝယ်လေးပေးပေါ့နော်ဒါတော့နားလည်အောင်ပြောပြတာလူခွာစားရရှိလို့အဲ့တော့ လောက်ဆိုရင်ဒီ PR စီးနဲ့ဒီတိုက်ခိုက်စီကိုတိလာပြီပေါ့နော်ဒါတွေကတော့ဒီရက်ထဲမှာထိုင်းနဲ့စင်ကာပူပို့มาပေါ့နော်အဲ့တော့ထိုင်းနဲ့စင်ကာပူကဟိုကြည့်ရတဲ့မှာရှိရဟိုဗီဒီယိုကြည့်နေတဲ့မှာရှိရဆိုရင်လိုချင်တခါလေးလာပြီးတော့ဒီရက်ထဲမှာပြောထားလို့ရတယ်ဒါမှတခါလေးအတူတူတွဲပြီးပို့ပြီးထည့်ပေးလို့ရအောင်ပေါ့နော်